ဒီအမတမလည်းရင်းနေကြတယ်သို့တော့တကိုးအရာမှာထူးခြားပြောင်ရောက်တာကရှမောက်ကလန်ကထူးခြားပြောင်မောတော့အဲ့တော့ရှမောက်ကလန်ရဲ့လူလောကအလယ်မှာထင်ရှားတာကြည့်လေဘာသာကြားရတာတောင်းပါပဲရှမောက်ကလန်ကြောင့်ဘုရားသာသနာတော်ဟာလူသိများပြီးတော့ကြီးပွားတိုးတက်တယ်လို့ယူဆကြတယ်ဒါကြောင့်မို့ရှမောက်ကလန်ကိုအပြတ်ရှင်းတယ်ဆိုတာဒီကိစ္စနဲ့ပါတယ်ပေါ့ဒါတွေကခွင်းဆက်အနေနဲ့ဒါအတိတ်ကဝကျွေးဆိုတာထားလိုက်နော် ပစ္စပန်လောက်ရမှာအဲ့ဒီဘက်ကိုဥလှဲ့နေဒါလည်းမကဘူးရှမောက်ကလန်ရဲ့စွန့်ဆောင်မှုတွေကပါတယ်တော့ဆိုရှမောက်ကလန်ဟာဒီဒေတာစာရီမပြတ်ကြွချီပြီးတော့နတ်ပြည်ရောက်လိုက်ဒုက္ခတိဘုံတွေရောက်လိုက်နဲ့သွားပြီးနတ်ပြည်ကတသတန်တသမီးတွေဘာခုတို့လုံးလို့ဒီလိုစည်းစိမ်တွေရတာတော့ဆိုမေးမေးပြီးလူပြည်ပြန်ဟောတကားဆင်းရဲဒုက္ခရောက်နေကြတဲ့ဒုက္ခတိဘုံသားတွေစီသွား သွားပြီးတော့ဘာဖြစ်လို့ဒီလိုဒုက္ခခံရတယ်လဲဘာကြောင့်ဒီဘဝရလာတာလဲ